ပြစ်မှတ်ကကြောင်းဆောင်တဲတဲ့ကိုထိရနော်အဝင်ကြီးကတောင်းလျှောက်ပတ်တယ်ဂျက်ဖိုက်တာလည်းတက်တယ်ပါရာမူတာလည်းနှစ်စီးတက်တယ်ဗျအဲ့လိုတောင်းလျှောက်ကြီးကိုကျဲသွားတာဝိုင်တွေကလည်းစိတ်ပြီးတော့ကျဲနေသလိုဂျက်ဖိုက်တာကလည်းဝင်ကျဲသွားတယ်ဂျက်ဖိုက်တာကျဲတာတော့နက်ကြီးရွာကိုကျဲတာဗျဟုတ်ဟိုဝိုင်တွေကျဲတာတော့မင်းမရွာတမင်ကျန်ရွာအမုတ်သောအရှိရွာ မုတ်သောအနောက်ရွာအဲ့နက်ကြီးကြီးရွာနောက်ပြီးတော့ဒီကျွန်တော်တို့ဘက်ကဆိုလို့ရှိလို့ရှိရင်ကျွန်တော်ချောင်းကြီးကြီးရွာပေါ့နော်အဲ့ရွာတွေပေါ်ကနေဝယ်ပြီးကျဲသွားတယ်ဗျဟုတ် ကိုင်းတိုင်းကဏီမြို့နယ်ကိုစစ်ကောင်စီကဒီနေ့ဧပြီ14ရက်နေ့တကြံအကြနေ့နနက်9:00နာရီခန့်ကစပြီးဂျက်ဖိုက်တာဝိုင်းတွဲအပြင်စက်တက်လေဒီတွေနဲ့ဒရဆက်ဘုံကျဲတိုက်ခိုက်နေတဲ့အခြေအနေကိုပြောပြနေတာပါကဏီမြို့နယ်အတွင်းကကြေးရွာ300ကိုလေချောင်းကအပြင်းထန်တိုက်ခိုက်နေမှုကြောင့်လက်ရှိချိန်မှာကိုရင်နေနဲ့ဒေသခံပြည်သူ2ဦးတို့သေဆုံးသွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေလည်းသိရပါဗျာ။ တကြံအကြအနေမှာပဲတော်လိုင်းကြီးတက်တီသိမ့်ပိုက်ထားတဲ့အင်းတော်မျိုးနယ်ကိုဒီနေ့နေ့လယ်ပိုင်းမှာပဲချက်ဖိုက်တာနဲ့ဘုံနှလုံးကျဲခဲ့ပါသေးတယ်။အာနာတိုင်းစစ်ကောင်စီဟာယာယီအပြည့်ရမယ်လို့ကြေညာထားပေမဲ့လည်းတကြံကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်ပြုလုပ်နေတာကြောင့်ငလင်ဘေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားမှာအထိခိုက်သေဆုံးမှုတွေရှိနေပါဗျ။ တကြံအကျိုးနဲ့ညနေနဲ့ညပိုင်းမှာလည်းစကိုင်းတိုင်း30မြို့နဲ့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကိုစစ်ကောင်စီကပေါင်900ဘုံးနေနဲ့လေကြောင်းကနေဘုံးကျဲတိုက်ခတ်မှုကြောင့်အရသာ3ဦးသေဆုံးပြီး17ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်ပေါင်နေ90ဘုံလေးလုံးပြစ်သွားတာလေးလုံးပြစ်သွားတာပရမဆုံးတစ်လုံးကဇီရီပေါ်တဲတဲ့ကြတော့ဇီရီဖြစ်အပြီးသွားတယ်။နောက်ဒုတိယတစ်လုံးနဲ့တတိယတစ်လုံးတစ်လုံးကကြတော့ဘုံကြီးကျောင်းဆောင်ကြီးနှစ်ခါကျောင်းဆောင်ကြီးပေါ်တဲတဲ့ကြတော့ဘုံကြီးကျောင်းကြီးနီးလောင်သွားတယ်။ ဒီတော့တရားလုံးကြတော့ဘုန်းကြီးရဲ့မြောက်ဘက်ကကျွန်တော်မီတာ၄၀ကျော်လောက်ကစီးသူအိမ်ပေါ်ကျတဲ့ခါကျတော့အမျိုးသမီးတယောက်ဒီဆုံးသွားတယ်ခြေကြိုင်ဆိုင်ရာလည်း၄ယောက်လောက်ပြန်ခံရသွားတယ်ကွာစစ်ကောင်စီဟာတကြံအကျိုးနည်းနဲ့အကြမ်းရည်အထိသခိုင်းတိုင်းအတွင်ကဏီဒဇဲကောလင်းနဲ့ဝင်းတုံမြို့မန္တလေးတိုင်းသပိတ်ချင်းမြို့ချင်းပြည်နယ်မင်းတပ်မြို့ရခိုင်ပြည်နယ်ကြောက်တော်မြို့တို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပါတယ် ဒါအပြင်ပြီးခဲ့တဲ့ဧပြီ12ရက်နေ့မှာလည်းသခိုင်းတိုင်းဒီဘဲရင်မြို့နယ်တက်ခက်ရွာဘုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ကိုရင်သုံးမအပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ပါသေးတယ်။လက်ရှိချိန်မှာတော့လေကျောင်းတိုက်ခတ်တဲ့နေရာဝန်းကျင်တွေမှာတိုက်လေရင်တွေဆက်လက်ပြန့်ဝဲနေပြီးဘုံကျဲနိုင်ခြေဆက်ရှိတာကြောင့်ကျေးရွာအတွင်းအပြက်အစီးတွေနဲ့ဒဏ်ရာရသူတွေကိုကူညီကယ်ထုတ်နိုင်တာမရှိသေးပဲရွာကန်တွေထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဘဲရင်မြို့နယ်ကအဲတက်ခတ်ရွာ နောက်ဖုန်းကြောင်းမှာအဲလေကြောင်းတက်ခဲ့မှုလုပ်တော့တာကတိုက်ပွဲမရှိဘဲနဲ့လေကြောင်းတက်ခဲ့မှုလို့ဂျပိုက်တာနဲ့ပြစ်ဆိုတာကဖုန်းကြောင်းကိုပြစ်ဆိုတာကကွင်လေးနေလဲသုံးပါပြန်တော်မူတဲ့အမျိုးသမီးတယောက်ဥပုသ်ဆောင်လာတဲ့အမျိုးသမီးတယောက်နောက်ဆက်ကြီးကြီးလူကြီးတယောက်ပြေဆုံးတော်ကအဲ့မှာ၆ရောက်ကြည့်ကြရရလာလဲ၁၁ရောက်လောက်ရတယ် စစ်ကောင်စီလေကြောင်းကနေဥတီတိုက်ခတ်ခဲ့တဲ့နေရာတွေဖုံတော်ကြီးကျောင်းနေတဲ့စာတင်ကျောင်းနေရာတွေဟာတော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာမဟုတ်ဘဲအရက်သားတွေသာရှိတဲ့နေရာဖြစ်တယ်လို့ဒေသခံကာကွယ်တပ်ဖွဲ့တွေဘက်ကပြောပါဗျ။ပြီးခဲ့တဲ့ဧပြီလ12ရက်နေ့မှာလည်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသတာကောင်ကြီးရွာစာတင်ကျောင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါသေးတယ်။ မတ်လ28ရက်နေ့အင်အားပြင်းစကိုင်းကလင်ကြီးလှုပ်ခတ်ပြီးချိန်ကစတင်ပြီးဧပြီလ17ရက်နေ့အထိအာနာသိန်းစစ်တပ်အနေနဲ့စကိုင်းမကွေးပဲခူးမန္တလေးကရင်ပြည်ရှမ်းချင်းအရာဝတီကချင်းကရင်မွန်နဲ့ရခိုင်တို့မှာလေကြောင်းတိုက်ခတ်မှု82ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ105ဦးတေဆုံးခဲ့တာ102ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့ဧပြီလ17ရက်နေ့မှာပြောဆိုခဲ့တဲ့စင်းနေအရာသိရပါဗျာ။